us today in support of HR 4423, the bipartisan No New Burma Funds Act. This bill, which I introduced with my. စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံကိုကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေနဲ့ချေးငွေတွေမပေးရ No New Burma Funds Act ကို American Outlook ကအတည်ပြုလိုက်ပါတယ်။မြန်မာစစ်တပ်စီငွေကြေးစည်းစစ်နိုင်တဲ့ကမ္ဘာ့ဘဏ်ရဲ့ငွေကြေးရန်ပုံငွေတွေဆက်လက်ရပ်တန့်ထားရတော့ဥပဒေချမ်းတစ်ခုကိုဒီဇင်ဘာလ၁ရက်နေ့ကအတည်ပြုလိုက်တာပါ American Outlook တော်မှာ ထောက်ခံမဲ385မဲနဲ့ကန့်ကွက်သူမရှိအတီးပြုလိုက်ကြောင်းအဆိုပါဥပဒေမူကြမ်းကိုလွှတ်တော်အမတ်နီကီမာဝီလီယန်နဲ့ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်မစ်ယန်ကင်တို့ကအခုနှစ်ဇူလိုင်လမှာတင်သွင်းခဲ့တာဖြစ်တယ်လို့သိရပါဗျ။နောက်တစ်ဆင့်အနေနဲ့အခုဥပဒေမူကြမ်းကိုအမေရိကအထက်လွှတ်တော်မှဆွေးနွေးအတည်ပြုဖို့လိုနေသေးပါတယ်။အခုမူကြမ်းကိုအထက်လွှတ်တော်ကအတည်ပြုလိုက်တဲ့ဆိုရင်တော့တမရဒေါ်နယ်ထရန့်စီရောက်သွားမှာဖြစ်ပြီးတမရကလက်မှတ်ထိုးရင်တော့ ဥပဒေမူကြမ်းဟာဥပဒေဖြစ်စတင်အသက်ဝင်မှာဖြစ်ပါတယ်။ဥပဒေမူကြမ်းတင်ခဲ့တဲ့တောင်ကယ်လီဖိုးနီးယားလွှတ်တော်အမတ်ယမ်ကင်ကစစ်ဆိုးရဟာနိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းတွေရဲ့ရန်မုံငွေတွေကိုထိမ့်သိမ့်နိုင်မှာမဟုတ်တယ်လို့လိုအပ်နေတဲ့ပြည်သူတွေစီကိုပေးပို့နိုင်မယ်လို့မယုံကြည်ရဘူးလို့ဥပဒေချမ်းမဲမခွဲခင်ဆွေးနွေးချိန်မှာထည့်ပြောကြခဲ့ပါတယ်။အဓိကရွေးချက်မှာနိုင်ငံတကာပြည်လဲတိဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဝေါ်ဘဏ်ကနေတဆင့် မြန်မာနိုင်ငံကိုငွေကြေးဆိုင်ရာဂတိကဝတ်အသစ်တွေဒါမှမဟုတ်ငွေပေးချေမှုအသစ်တွေမှာအမေရိကန်ပြည်ထောင်စု ပါဝင်ခြင်းမရှိသေးဘို့တားဆီးရန်ဖြစ်ကြောင်းအခုလိုရန်မုံငွေရပ်ဆိုင်းမှုမှာ2021ခုနှစ်မှာဒီမိုကရေစီနီးကျရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးတော့စစ်တပ်ကအာဏာသိမ်းမှုကိုဒဏ်ခတ်အရေးယူခြင်းဖြစ်တယ်လို့သိရပါဗျ။